နတ်တုတ်တာနတ်တွေကလည်းအစာစားရတယ်။ဘယ်နတ်တွေအစာစားရတုံးဆိုရင်နတ်ပြည့်၆ထပ်မှရှိတယ်စတုမာရတာဝရိန္ဒာယာမဒုတိတာနေမနာရတိပြဏိဝိတဝတဝတိဆိုရင်အဲ့ဒီနတ်တွေအလုံးဟာကပလီကာရဟာရဖက်ကလို့ခေါ်တယ်။အတုံးခဲလှုပ်ရှားတဲ့အစာကိုစားကြတယ်။သူတို့ခန္ဓာကိုယ်ကအစာစားမှယက်တိနိုင်တယ်။စာစားမှအသက်ရှင်နိုင်တဲ့သရဝဟာအစာစားရတယ်။နော်။ အစာစားမှသက်ရှင်လူတွေကလည်းအစာစားမှသက်ရှင်တာလေတို့ဆိုမရှင်နိုင်ဘူးအစာစားကတော့နတ်တွေမှလည်းပဲထုတ်တူပဲအစာစားနတ်တွေစားတဲ့အစာကိုသူဓာလို့ခေါ်တယ်အလုံးကိုရသရှိပြီးတော့ခန္ဓာကိုယ် sustain လုပ်တဲ့နေရာမှာအင်တာမအစွမ်းထက်တယ်ဒါလေးစားထားလိုက်လို့ရှိရင် လူတွေလည်းတီထွင်ကြပါလေဘစကွ်မုံစားထားလိုက်ရင်ဘယ်နည်းရဲ့အစာခံတယ်တို့ဘာလို့ထွင်ထားရလဲရှိအဲ့ဒါလို့နတ်တုဒ္ဓါကလည်းတစ်ခါစားထားလိုက်ရင်သူနောက်ထပ်စားစရာမလိုသေးဘူးတရတ္တာအတွက်လုံတော့တယ်ဒါပြင်ဘလောက်သားစားရတော့လို့ဆိုတစ်ချက်သားလောက်ပဲစားတယ်လူတွေရဲ့ရည်အတွက်တစ်ချက်သားလောက်ပဲစားတယ်နတ်တွေစားတာအများကြီးမစားဘူး လူပြေကလူတွေကတော့မဟုတ်ဘူးဒွိစလုံးတိစလုံးဘုံစတိတိဘိုက်ဆိုပြီးတော့နှစ်စလုံးသုံးစလုံးကောအောင်စားကြတယ်နော်တပွဲနဲ့မဟုတ်ဘူးနှစ်ပွဲသုံးပွဲကောအောင်စားတယ်နတ်တွေကတော့အဲ့လိုအစားမကြည့်ဘူးတကြက်သားလေးလောက်ပဲစားတယ်အဲ့လောက်စားရင်လုံလောက်သွားပြီသူတို့ကစီဩဇာပြေးသွားတဲ့နတ်ဩဇာဆိုတဲ့နတ်တုတ်တာအဲ့ဒီတော့တတရတဆိုတဲ့ယသစုံတဲ့ လူတွေရဲ့အစားအစာကိုစားလိုက်ရတာဟာလေအလွန်နှစ်သက်ဆရာ ကောင်းတယ်ဟောနောက်တစ်ခုနတ်တွေစားတဲ့နတ်တုတ်တာအဲ့ဒါဟာလေအလွန်နှစ်သက်ဆရာကောင်းတယ်